မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ကရင်ပြည်နယ်မြောက်ဝတီမှာကြားဖြတ်တရုတ်ဂိုင်းများကိုအကာအကွယ်ပေးထားတဲ့ BGF ခေါင်းဆောင်စောချစ်သူကိုဖမ်းရမ်းထုတ်ပြီးရင်ထိုင်းနိုင်ငံရဲ့ပိုင်နက်ထဲကိုဝင်ရောက်လာပါက ချက်ချင်းဖမ်းဆီးပစ်မယ်လို့ထိုင်းဒူဝင်ကြီးချုပ်နဲ့ကာကွယ်ဝင်ကြီးဖွန်တမ်ဝီချာရာချိုင်းကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်တလုံးမှာစစ်ကောင်စီလက်အောက်ခံကရင်နယ်ကြားဆောင်တပ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူကိုဖမ်းဝရမ်းထုတ်ရန်တပ်သေးအထောက်ထားများကိုစူးစောင်းပြင်ဆင်နေတယ်လို့သိရပါတယ်။ဖမ်းဝရမ်းထုတ်ပြန်ပြီးပါကလည်းစောချစ်သူကိုမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်ပြီးတော့ဖမ်းဆီးနိုင်မှာမဟုတ်ဘူးလို့ပြောထားပါတယ်။ ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုလေးစားရမှာဖြစ်ကြောင်း၎င်းကပြောဆိုထားပါတယ်။ဒါပေမဲ့စောချစ်သူကိုဖမ်းဝရန်ထုတ်ပြန်ပြီးပါကထိုင်းနိုင်ငံရဲ့ area အတွင်းကိုစောချစ်သူဝင်ရောက်လာပါကချက်ချင်းဖမ်းဆီးပြစ်မှာဖြစ်ကြောင်း၎င်းရဲ့နေအိမ်ကိုလည်းစောင့်ကြည့်သွားမှာဖြစ်ကြောင်းထိုင်းဒုဝန်ကြီးချုပ်ကပြောဆိုလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မြို့တော်ဖြစ်တဲ့စစ်တွေမြို့အဝင်းအမြင့်ကျွန်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုအရခတ်တပ်တော် AA ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ပြီးတော့အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ17ရက်နေ့ည9:00နာရီအချိန်မှာစစ်တွေမြို့အဝင်းအမြင့်ကျွန်းမှာစစ်ကောင်စီရဲ့တပ်စခန်းကိုပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်နဲ့ AA တို့အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်းမြို့ကန်များကပြောပါတယ်။ မနေ့ကည9:00နာရီမှာအမြင်ကျွမ်းဘတ်မှာလက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့ပါတယ်လက်နက်ကြီးအတန်တွေကတော့မတူကြဘူးအတန်ကတော့တော်တော်လေးကိုကျဲတာတိုက်ပွဲတွေဖြစ်နေကြတယ်လို့မြို့ကန်တို့ကပြောပါတယ်အရခတက်တော်အေအေကစစ်တွေမြို့အနီးမှာကာယံထားတဲ့စစ်ကောင်စီရဲ့တပ်စခန်းများတပ်ရင်းများကိုလာပေါင်းများစွာဝင်းရံပိတ်ဆို့ထားပြီးတော့အခုဖေဖော်ဝါရီလမှာခက်ဆိတ်ဆိတ်ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့သိရပါတယ်ဖေဖော်ဝါရီလ9ရက်နေ့ည7:00နာရီမှာလဲစစ်တွေမြို့အနီးကစစ်ကောင်စီရဲ့တပ်စခန်းအ ਨੇ စုံ၃ခုကိုအရခတက်တော်အေအေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ်ပါတလိအမြင်ကျွန်းနဲ့ရေချမ်းပြည်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်ရင်းတွေကိုအေအေကလက်နက်ကြီးတွေဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်အရင်ကလည်းစနိုက်ပါတွေနဲ့အပြန်အလှန်တိုက်ခိုက်တာတွေရှိပေမဲ့ ်အခုကတော့တကယ်ကိုမျိုးသိန်းတိုက်ပွဲကြီးစတင်နေပြီထင်ပါတယ်လို့သတင်းရင်းမြစ်တူကပြောပါရယ်အရက်ခတ်တက်တော် AA ဟာစစ်ကောင်စီရဲ့တိုက်ရင်တပ်စခန်းများကိုတိုက်ခိုက်နေတဲ့အပြင်ရွှေမင်းကန်ရေးတပ်စခန်းနဲ့ကလဒန်မြေဝါမှာအထိုင်ချထားတဲ့စစ်ကောင်စီရဲ့စစ်ရေးရင်တင်းမောင်းများကိုလည်းလက်နက်ကြီးများနဲ့တိုက်ခိုက်မှုများပြုလုပ်နေတယ်လို့သိရပါရယ်ဖေဝါရီလ9ရက်နေ့မှာလည်းစစ်ကောင်စီရဲ့ကင်းစခန်းတချို့ကိုစနိုက်ပါနဲ့ပစ်ခတ်ခဲ့ပြီးတော့နေတိုင်းနေပါကိုတိုက်ပွဲများရှိနေတယ်လို့အရက်ခတ်တက်တော် AA ကထုတ်ပြန်ထားပါရယ်ပစ်ခတ်တန်တွေကညဘက်မှာပို့ချရပါရယ်တိုက်ပွဲတွေဖြစ်နေကြတယ်လို့တော့ပြောတယ် မျိုးထဲမှာလဲလူတွေအားလုံးကတော့ဒုလောဒုလောပဲစိုးရိမ်စိတ်တွေနဲ့ဘဲကိုသွားလို့ဘဲကိုလာမှန်းမသိဘူးဖြစ်နေကြပါတယ်လို့စစ်တွေမျိုးကတအူးကပြန်လဲပြောပြထားပါတယ်စစ်ကောင်စီရဲ့တပ်ဖွဲ့များကလည်းလက်နက်ကြီးများနဲ့ပြန်လဲပစ်ခတ်ခဲ့တဲ့အပြင်လေကြောင်းတက်ခတ်မှုများကိုပါပြုလုပ်ခဲ့ကြောင်းဒေသခံများထံကသိရပါတယ်အရခတ်တပ်တော် AA ဟာမကွေးပဲခူး AR တိုင်းလုံးနဲ့ထိစပ်နေတဲ့ဒေသများမှာဒေသခံပြည်သူကာကွယ်တပ်ဖွဲ့များနဲ့ပူးပေါင်းပြီးတော့စစ်ကောင်စီရဲ့တပ်စခန်းများကိုတိုက်ခိုက်နေပြီးလက်ရှိမှာစစ်တွေမျိုးသိမ်းတိုက်ပွဲကိုဥတီလာနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကျိုးပင်ကောင်းမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းတွေကိုလှုံ့ဆော်နေတဲ့စစ်တပ်ထောက်တိုင်ကံဝင်းကိုပြစ်ခတ်တိုက်ခတ်ရပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ17ရက်နေ့ညနေ4:00ခန်းမှာကျိုးပင်ကောင်းမြို့နယ် ကြက်ခတ်တန်းကြီးကျေးရွာမှာနေထိုင်တဲ့အကြမ်းဖက်ဆက်တပ်ထောက်တိုင်ကံဝင်းကို BDZM GBK PDF ဘကိုးရုံးမှအခြေပြုတပ်ဖွဲ့ကရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့ကံဝင်းဟာအကြမ်းဖက်ဆက်တပ်အတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့တပ်သားတွေများအဖြစ်နဲ့စုဆောင်းပေးခြင်းစစ်ကောင်စီမီဒီယာများနဲ့ပူးပေါင်းကဝါဒဖြန့်ပြီး ရွေးကောက်ပွဲကိုစိတ်ပါလက်ပါဆောင်ရွက်ပေးခြင်းနဲ့ပြည်သူများကိုနှီးမျိုးစုံနဲ့ဒုက္ခပေးငွေညှင့်နေခြင်းတို့ကြောင့် BDZN GBK PDF ဘကိုးရုံမှအခြေပြုတပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကံဝင်းဆိုတာကတပ်သားတဲ့စုဆောင်ခြင်းနဲ့စစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကိုစိတ်ပါလက်ပါနဲ့ဆောင်ရွက်ပေးနေတာ။နောက်ပြီးတော့ပြည်သူတွေကိုလည်းနှီးမျိုးစုံနဲ့ဒုက္ခပေးပြီးငွေညှင့်နေတာကြောင့် BDZN GBK PDF ဘကိုးရုံမှအခြေပြုတပ်ဖွဲ့ကအရေးယူတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ရဲဘော်တွေအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ BDSM GBK PDF ဘကိုးရုံမှအခြေပြုတက်ခွဲကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငန်းဆောင်မြို့နယ်ငန်းမြကြီးရွာအနီးမှာကင်းဘုံဝင်နေတဲ့အကြမ်းဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်တပ်ဘက်က6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ6ရက်နေ့မနက်7:00နာရီခွဲအချိန်မှာငန်းဆောင်မြို့နယ်ငန်းမြကြီးကျေးရွာအနောက်ဘက်မှာကင်းဘုံဝင်နေတဲ့အကြမ်းဖက်စစ်သားများကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား6ဦးသေဆုံးပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထိကမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်။ငန်းဆောင်မြို့နယ်ငန်းမြကြီးကျေးရွာအနောက်ဘက်မှာကင်းဘုံဝင်နေတဲ့စစ်ခွေး6ကောင်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေး6កောင်လုံးသေးတယ်ငမ်းမြကြီးကြေးရွာမှာကစစ်ခွေးအထိုင်စခန်းမရှိတော့ကျွန်တော်တို့ရဲဘော်တွေလက်နက်ကောက်ယူနိုင်ခဲ့ခြင်းမရှိပါဘူးရဲဘော်တွေအနေနဲ့အလျင်မြန်ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်လို့ Tiger Brother မြေသား PDF ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Tiger Brother မြေသား PDF Freedom Fighter နဲ့ Golden Eagles အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲမကွေးတိုင်းနမ်မောင်မြို့နယ်မှာရှိတဲ့ပြူစောတီခေါင်းဆောင်ဗရောင်းငုတ်ရွာ အုတ်ချုပ်ရေးမှုအဖွဲ့ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့နမ်မောက်ပကဖတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ဖေဗူလာ17ရက်နေ့မှာနမ်မောက်မျိုးနဲ့မျိုးတစ်ကြားမှာရှိတဲ့တစ်ပုံဆဲအနီးမှာပြူစောတိခေါင်းဆောင်ဗရောင်းငုတ်ရွာအုတ်ချုပ်ရေးမှုခင်မောင်ထင်းတဲ့အဖွဲ့ကိုနမ်မောက်ပကဖတပ်ခွဲများနဲ့တပ်ပေါင်းစုများကပူးပေါင်းပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကဏီမြို့နယ်မှာရှိတဲ့နတ်ကြီးရွာအနီးကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဖေဖော်ဝါရီလ12ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်တပ်ကကဏီမြို့နယ်မှာရှိတဲ့နတ်ကြီးရွာအနီးတဝိုက်ကို Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။နတ်ကြီးရွာအနီးတဝိုက်ကိုဒရအုပ်ကနေပြီးတော့တက်လာတဲ့ Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုပြင်းပြင်းထန်ထန်လှုပ်ဆောင်သွားပါတယ်။ပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ် ြုတ်နိုင်သေးဘူးလို့ရင်းမာပြည်မြို့နယ်ပတ်ကောက်ဖလက်ယုံတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အလားတူပဲဖေဗူလာ17ရက်နေ့မနက်အစောပိုင်းကလည်းကဏီမြို့နယ်နတ်လက်ဘုံမြောက်ရွာကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်၄ထီးများနဲ့ဘုံကျဲတိုက်ခိုက်ရာကြေးရွာနေပြည်သူအသက်49နှစ်အရွယ်ဦးအေးလင်းပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့အသက်58နှစ်အရွယ်ဒေါ်မုံလည်းထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီပြည်လွိုင်ကော်မြို့အခြေစားထပရခွန်နှင်းတဲ့တပ်ခွဲကဒုတက်ချက်မင်းခန့်ကျော်ဟာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ငွေကျပ်30ချင်းမြင့်ပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလအတွင်းမှာလွိုင်ကော်မြို့အခြေစားထပရခွန်နှင်းတဲ့ထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ခွဲကဒုတက်ချက်မင်းခန့်ကျော်ဟာလက်နက်များယူဆောင်လာပြီးတော့ကရင်နီပြည်နယ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA 9425တပ်ရင်းထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါပါတယ်။အလင်းဝင်လာတဲ့ဒုတက်ချက်မင်းခန့်ကျော်ဟာမိထီလာမျိုးအမတ်တဲ့ရှေ့တန်းအခြေချ ထောက်ပံ့တဲ့ပို့ဆောင်ရေးတိုက်ရင်မှာတာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့သိရပါဗါတယ်2024ခုနှစ်ဖေဖော်ဝါရီလမှာစစ်မှုမထမ်းမနေရဥပဒေကြောင့်မိထီလာမျိုး ရထပတိကနေပြီးတော့ကရင်နီပြည်နယ်လွိုက်ကော်မြို့အခြေဆိုင်ထပရခုနှစ်နဲ့ထောက်ပတ်တဲ့ပို့ဆောင်ရေးတပ်ခွဲကိုပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါဗျ။ရှေ့တန်းစစ်မြေပြင်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကအကြောင်းမဲ့ပြည်သူများကိုရိုက်နှက်ခြင်းပြစ်ခတ်ခြင်းမတရားဖမ်းဆီးခြင်းများကိုအချိန်ချင်းကျူးလွန်နေတာကိုတွေ့မြင်နေရတဲ့အတွက်ဒုတက်ချက်မင်းခန့်ကျော်ဟာပြည်သူတော်လှန်ရေးအဖွဲ့အစည်းများထံကအလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်လာတဲ့ဒုတက်ချက်မင်းခန့်ကျော်ဟာ G3 BA72 တနက်တလန်ဂျီပေါက်3ခုနဲ့ဂျီအတောက်120တို့ကိုယူဆောင်လာပြီးတော့ကရင်နေပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA 9425တပ်ရင်းထံမှအလင်းဝင်လာခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးအလင်းဝင်လာတဲ့ဒုတက်ချက်မင်းခန့်ကျော်ကိုကရင်နေပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF ကတာဝန်ရှိတဲ့လူကြီးမင်းများကစုံဝဲချက်30ချင်းပြင်ပေးခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့တော်လိုင်းရင်အားစုတွေနဲ့ဖြစ်နေတဲ့တိုက်ပွဲတွေမှာစစ်အာဏာရှင်ရဲ့လူတစုရဲ့အုပ်စုကြောင့် မင်းအောင်နိုင်ကြောင့်ဖြစ်နေတဲ့တိုက်ပွဲတွေဖြစ်တာမို့လို့ကျွန်တော်တို့အနေနဲ့လူသားချင်းစာနာထောက်ထားပြီးတော့တစ်ဖက်တစ်လမ်းကနေပြန်ပြီးတူတူရက်တီကြည့်ပြီးတော့မှ Federal Democracy ကို အတူတူပြန်ပြီးတော့စ조사မယ်ဆိုရင်အကောင့်ထဲပေါ်နိုင်တာပေါ့ဗျာဒါကြောင့်မို့လို့ကြမ်းရှိနေတဲ့စစ်ကောင်စီလက်အောက်ခံတပ်ဖို့တပ်သားများကိုတော်လိုက်ရေးအဖွဲ့ထံပြည်သူထံမှာပြန်လည်ခိုးလုံလာပြီးတော့ Federal Democracy ရရှိရေးအတွက်အတူတူစ조사ကြဖို့ပြောချင်ပါတယ်လို့ကရင်နေပြည်ပြည်သူလက်မြောက်ရေးတပ်မတော် KPLA 9425တပ်ရင်းကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ကရင်နေပြည်ပြည်သူလက်မြောက်ရေးတပ်မတော်အမတ်ကိုလေးနဲ့ငါတရင်ထံကိုဗတ်ပြောင်းခိုလုံလာတဲ့တပ်သားများကိုလိုအပ်တဲ့အကူအညီတချို့ကိုကူညီပေးရခဲ့ပြီးတော့တပ်ဆိုင်ရာကိုပို့ဆောင်ကလုံခြုံတဲ့နေရာမှာထား ရှိပြီးဖြစ်ကြောင်းနဲ့စစ်ကောင်စီလက်အောက်ခံတပ်ဖို့တပ်သားများအနေနဲ့တော်လိုင်းအဖွဲ့အစည်းများထံကိုဗတ်ပြောင်းခိုးလုံလာကြရန်ကရင်နေပြည်ပြည်သူ့လက်မျိုးရေးတပ်မတော်ကတိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးလုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကို 派三个人家吧，对，没有。